င်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တမတော်လေးကစကားတမ်းအစီအစဉ်အနေနဲ့လေတက်ကစစ်တီတဝီရေးသားပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတမတော်လေးကစစ်တီတဝီဖြစ်ပါတယ်ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကတော့တပည့်ရင်အိုထိန်တွင်းရွာစာတင်ကြောင်ဖြစ်စဉ်နဲ့ပတ်သက်တဲ့ကိစ္စပါအိုထိန်တွင်းရွာစာတင်ကြောင်ဘုံကျဲတိုက်ခိုက်ခံရပြီးမှလေတက်အရာရှိအချို့ရဲ့ဓာတ်ပုံနဲ့ကိုရီးအချက်လက်တွေလိုင်းပေါ်မှာထွက်ပေါ်လာပါတယ်အဲ့ဒီတဲကမှ AOD တိုင်းဟင်္ထရာမြို့နယ်ဇာတိ ဘုံမူဇော်မင်းထင်ကျော် DSA 44နဲ့ပတ်သက်တဲ့ဓာတ်ပုံနဲ့ကိုရီးအချက်လက်တွေပုံမူပြန့်နှံ့နေကြတာကို တွေ့ရပါတယ်။ဘုံမူဇော်မင်းထင်ကျော်ဟာတိုက်ခတ်ရေးလေရင်နဲ့ရဟယင်တွေမောင်းနေရသူမဟုတ်ပဲ MI something ရဟယင်မောင်းနေရသူသာဖြစ်ပါတယ်။ MI something ရဟယင်ဟာတေယူပို့ဆောင်ရေးအတွက်တုံးတဲ့ရဟယင်အမျိုးအစားပဲဖြစ်ပါတယ်။အများစုကတိုက်ခတ်ရေးလေရင်မောင်းသူအဖြစ်မှားယွင်းဆွဆဲနေလို့အခုလိုစာရေးသားပေးပို့ရခြင်းဖြစ်ပါတယ်လို့ရေးသားပေးပို့လာပါတယ်ရှင်။ ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်လောင်တဲ့ရဲမေတွေရဲ့အခက်အခဲတွေကိုအများကသိအောင် တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်လောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။